့ညင်းပွားမှုဖြစ်နေတဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာ၆ချပွဲတရေသစ်စီအော်တန်တွေကိုအတန်ချက်ဆက်နဲ့ထုတ်လွှင့်ပြီးထိုင်းစစ်တပ်ကစိတ်တက်စစ်စင်ရေးလုပ်နေတယ်လို့ကမ္ဘောဒီးယားလူ့ခွင့်ရေးကော်မရှင်ကထုတ်ပြန်ပါတယ်။ထိုင်းစစ်တပ်ဟာအတန်ချက်ဆက်တွေကိုကမ္ဘောဒီးယားဘက်ခြမ်းကအရဲသားတွေနေထိုင်ရာဘက်ကိုဦးတည်ပြီးတရေသစ်စီအော်တန်တွေညာလုံးပေါက်ထုတ်လွှင့်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာနေဆက်ညင်းပွားမှုပြဿနာကြောင့်ထိုင်းနဲ့ကမ်ဘောဒီးယားတို့ဆစ်ဖြစ်ပွားခဲ့ပြီးအပြစ်ခတ်ရစဲရေးလှုံ့ဆော်ခဲ့ပေမဲ့ထိုင်းစစ်တပ်ကတော့စိတ်တက်စစ်စင်ရေးဆက်လုပ်နေတယ်လို့ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကပြောပါတယ်လရှိမှာကမ်ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသူအသက်83နှစ်အရွယ်ဟွန်ဆန်ကပြင်းထန်ပြီးကျေလောင်တဲ့စိတ်သက်စစ်စင်ရေးလုပ်နေတဲ့အတန်တွေကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂကိုတိုင်ကြားသွားမယ်လို့ပြောပါရယ်။